ော့ဆီယမ်မာလီယာတနင်္ဂနွေသားသမီးရဲ့ အအများစုမှာရှိတတ်တဲ့ဇဲလက္ခဏာလေးတွေပေါ့နော်အဲ့ဒါလေးကိုဆီမလေးကပြောပြခြင်းလေးလှတဲ့ချောတဲ့တမှာတော့ပါကျမပါလိမ့်မယ်သူပဲမဲ့လေအဲ့လိုမျိုးပေါ့သူတို့မှာ attraction တစ်ခုခုရှိနေတတ်တယ်သူတို့ကပေါ့နော်အဲကြီးလိုက်တဲ့အခါမှာသူများနဲ့မတူတဲ့ attraction တစ်ခုခုမှာပေါ့နော်ရှိနေတတ်တယ်ပျော်ပျော်နေတတ်တယ်စိတ်ညစ်စရာတွေရှိတတ်တယ်ပေါ့နော်သူပဲမဲ့အဲ့စိတ်ညစ်စိတ်ညစ်စရာတွေသူတို့ဖုံးကွယ်ထားတတ်တဲ့နေရာမှာပါတယ်ပေါ့နော် finally စိတ်အဲစိတ်ကောက်ခြင်းလေဆိုပြီးမဲ့တကယ်ကျတော့စိတ်ကောက်တာမဟုတ်ဘဲနဲ့စိတ်ကောက်ခြင်းအောင်ဆောင်တာမျိုးတွေရှိတတ်တယ်အချော့ခံခြင်းမျိုးပေါ့နော်အဲ့လိုမျိုးရှိတတ်တယ်အဲလိုဝမ်းနေသွား င်းရင်လည်းသူများနဲ့မတူဘူးပေါ့နော်အဲ့လိုမျိုးနောက်ဟိုမိသားစုမှဆိုလည်းအနည်းနိုင်ခံတတ်ကြပါတယ်အနည်းနိုင်ခံတတ်တယ်တခါလေကိုကကိုလုံးလိုက်ရင်အဆင်ပြေမယ်ထူးကြမယ်ဟိုဒီနေရာမှာကိုဝင်သွားလိုက်ရင်ကိုအောင်မြင်မယ်ဆိုတာသိတယ်ဒါပေမဲ့နောက်ကကိုရဲ့မောင်နှမတွေရွာတွေကိုကငဲ့ပြီးတော့မလုပ်လိုက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲကိုအဲနောက်ကတငယ်ချင်းတွေပုံမှန်လည်းအနွန်တာခံတယ်အနည်းနိုင်ခံတတ်တယ်အဲပေါ့နော်ပြီးတော့အဲ့တငယ်ချင်းတွေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းသူတို့ကဟိုဘယ်လိုပြောရမလဲအဲ တခုခုဆိုရင်တော့ကိုကပဲမကောင်းပြောခိုင်ခံလိုက်မယ်တငယ်ချင်းတွေကိုကြာတော့ဘယ်တော့မှအကောင်းဟိုအကောင်းမဲပေါ့နော်မကောင်းတာမျိုးဘယ်တော့မှပြောမခံနိုင်တဲ့သူမျိုးပေါ့နော်အဲပြီးတော့အဲသူသူသွားခြင်းတဲ့နေရာတွေသူဖြစ်ခြင်းတဲ့နေရာတွေသူရောက်ခြင်းတဲ့နေရာတွေအဲ့လိုမျိုးတွေရှိတယ်သူပြင်မဲ့သူမသွားပြီမရောက်ဖြစ်သေးတာမျိုးတွေလည်းရှိတယ်သူရဲ့ခံစားချက်တော့သူသွားခြင်းဆုံးနေရာသူသူချစ်ဆုံးချစ်ခြင်းဆုံးလူအဲ့လိုမျိုးပေါ့သူမှသူရဲ့ဖြစ်ခြင်းဆုံးဆန္ဒတွေဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒါတွေတစ်ခါတည်းကျရင်သူကမျိုးသိမ့်ထားတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးရှိပါတယ် အဲခလေးလေးတွေချစ်တက်တယ်တဘာဝပတ်ဝန်းကျင်တွေကိုချစ်တက်တယ်အဲပြီးတော့တတဝါလေးတွေကိုချစ်တက်တယ်ဖတ်တွေတက်တယ်သူ့ဘေးနားမှာရှိသမျှအရာတွေအားလုံးကိုသူကဖတ်တွေပြီးတန်ရောစင်ကြီးတယ်ပေါ့နော်အဲဒါပေမဲ့လည်းသူတန်ရောစင်ကြီးနေတာတော့ခဏညလူတွေကမသိကြဘူးသူကစိတ်မာတဲ့အထဲမှာပါတယ်ပေါ့နော်စိတ်မာတတ်တယ်တခါတလေကြိုင်သူကောက်စိတ်ကောက်ချင်လို့မရှိလို့ရှင်ကိုကသူ့ကိုသူသူပြန်ကောက်တယ်နော်သူ့ကိုသူကောက်လို့မရလို့ရှင်ခလေးလေးတွေကောက်မကောက်လို့မရရင်သူမွေးထားတဲ့ခွေးလေးတွေပက်လေးတွေသူအဲတလေးဆန်လေးတွေသူစိတ်ကောင်းကောင်းပဲပေါ့နော်အပြင်သူ့ပေါ်မှာ အဲတစ္ဆာမြစ်တာရှိတာအောင်မသူကျင်းနေတယ်ဒါပေမဲ့အဲ့တော့ပြောချင်တာကတော့ကိုကိုတိုင်းကလည်းတစ္ဆာမြစ်တာရှိတဲ့သူပဲကိုလိုအပ်တယ်ဆိုရင်ကိုကိုတိုင်းကလည်းတစ္ဆာမြစ်တာရှိတဲ့သူဖြစ်ဖို့အရေးကြီးပါတယ်เนาะပြီးတော့ကိုကိုကိုအဲ ဟိုဘောနောအဆင်ပြေခြင်းအောင်နေပါလေအရင်မဆောင်ပါနဲ့ပြီးတော့တန်မာခြင်းအောင်နေလည်းမဆောင်ပါနဲ့ဆရာမလေးဒါလေးတော့မှားခြင်းနဲ့ကိုက strong ဖြစ်တယ်ဆိုပြီးနေရာတိုင်းမှာလုတ်ပြချင်မလို့ပါဘူးကိုဟာလူသားဖြစ်တဲ့အတွက်ကိုမှလည်းဝမ်းနေတဲ့အချိန်ရှိမယ်ဝမ်းဝမ်းသာတဲ့အချိန်ရှိမယ်စိတ်ညစ်တဲ့အချိန်ရှိမယ်ပင်မနေတဲ့အချိန်ရှိမယ်ဘောနောအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာလည်းဖြစ်နေတဲ့အတိုင်းလေးပဲအယုံကြီးတွေစွာနေလိုက်ပါအဲပြီးတော့ဟိုဘေးမှာတခြားသူတယောက်မရှိလို့မဖြစ်ဘူးဆိုတာထက်အဲ ကိုကပဲသူများတွေအတွက်မရှိမဖြစ်လူသားဖြစ်အောင်မေးနေထိုင်ဖို့ဆရာမလေးကတော့အဓိကမှားခြင်းနဲ့ဘာဖြစ်လို့စိတ်အဲဘာဖြစ်လို့ဆိုစိတ်မကောင်းရမ်းဖြစ်တတ်တယ်ဒါပေမဲ့စိတ်မကောင်းဖြစ်တာကိုလည်းတစ်ဖက်လူတီမှဆိုလို့ဖုံးကွယ်တတ်တယ်စိတ်တွေခဏခဏကောက်တတ်တယ်ဒါပေမဲ့တကယ်တမ်းအစိတ်ကောက်တာမဟုတ်ဘဲနဲ့ view site ခင်ချင်တာတွေဖြစ်နေတတ်တယ်အဲ့တော့တစ်ဖက်လူတည်းမသိဘဲနဲ့တနေ့ကနေသားသမီးများစိတ်ခဏခဏကောက်တတ်တယ်ကောက်ဆရာမရှိရင်သူ့ကိုယ်သူပြန်ကောက်တယ်ကောက်တစ်ခါလေးကြရင်စိတ်မကောက်တဲ့အချိန်စိတ်ကောက်တတ်တယ်အဲ့လိုမျိုးအဆရှိမျိုးပြောကြတယ်တကယ်တမ်းကျတော့တနေ့ကနေသားသမီးတွေက ကိုယ့်ရဲ့ခံစားချက်တွေတစ်ခါလေကျဖုံးကွယ်ပြီးနေကြတဲ့သူမျိုးလေးတွေဖြစ်တဲ့အတွက်သူခံစားချက်အစင်မှန်လူတွေကမတိကြတာပေါ့နော်စိတ်ကောက်တယ်ဆိုတာထက်သူကယူဆိုင်ခံချင်တာမျိုးလေးလည်းဖြစ်နေတတ်ပါတယ်အဲ့တော့ကိုဗစ်နာမှာတနေ့ကနေသားသမီးလေးရှိရင်းနဲ့ဘာကြောင့်ဖြစ်တဲ့တယ်ဆိုတာလေးကိုနည်းနည်းလေ့လာပြီးတော့မှာ အတိတ်အချက်လေးကိုအဲ view size စေချင်ပါတယ်ဆရာမလေးကပြောချင်ပါတယ်ကဲတနင်္ဂနွေသားသမီးလေးတွေနဲ့မိသားစုတဲမှာရှိတယ်ဆိုရင်ကိုယ့်ရဲ့သူရီးစားဖြစ်နေတဲ့အင်တာဘက်ဖြစ်နေတယ်ဆိုရင်လည်းနည်းနည်းလေးတော့ခဲလုပ်ပေးပါနော်သူ view size ခန့်ချင်လို့သင်ကိုခဏခဏဆက်ကောင်းရဖြစ်တတ်ပါရဲ့ရှင်ကျေးဇူးပါ